ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ကြီးကန်းနဲ့တတဲမဲမဲရွာနေတော်မူတာယာလာရဲ့တောင်းလေးတစ်ခုမှာငှက်တွေအလုံးစုပေါင်းပြီးတော့အတူနေကြပါ යි ။အနေနဲ့တခုခုနဲ့ကြုံတွေ့လာပြီဆိုရင်နှက်တွေအလုံးအားအတူတူရင်ဆိုင်ဖြည့်ရှင်းကြပါ යි အဲ့ဒီတောက်ထဲမှာအရန်ကိုခင်မင်းရင်းနေတဲ့တငယ်ချင်း၃ယောက်လည်းနေထိုင်ကြပါတယ်။အိဒီယာငှက်မလေးကြတဲ့နမိတ်ကရာနိုးပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ငှက်တွေအားလုံးစုဝေးပြီးအစီဝေးကျင်းပနေပါတယ်။အဲ့ဒီအစီဝေးမှာမီနူကအခြားတောက်တွေကသူမရဲ့တငယ်ချင်းတယောက်နဲ့တွေ့ပြီးပြန်လာဖြစ်ပါတယ်။အကောင်လုံးငါပြောရင်စကားတီချာနားထောင်ကြနော်။အခြားတောက်တွေမှာငှက်တွေအားလုံးစိုးရိမ်နေကြတယ်။ဘာလို့လဲ။ဘာများဖြစ်လို့လဲ။နောက်ရက်အနေငယ်လောင်းနေမိုးရီလဲရွာမုံတိုင်းအကြီးကြီးလဲတိုက်ဖို့ရှိတယ် ငါတို့ရဲ့အိမ်တွေအမြန်ဆုံးခံခံဆောက်ရမယ်။အဲ့ဒါမှငါတို့အိမ်မောက်တန်းတန်းနေလွတ်မြောက်နိုင်မှာ။ဟဲ့ဟဲ့မွန်းနုငါတို့ယူလာလို့မနေနဲ့။တော်လိုက်တော့ဘလို့လို့မောင်ကရုတ်တရက်ရွာမှာလဲ။ဟမ်အလကားလျှောက်ပြောနေရ။ငါလဲလိန်ပြောနေရမှာမဟုတ်တာ။မုန်းတဲ့သူမှုန်တိုင်းမှာတိုက်ဖို့ရှိရ။ငါတကယ်ပြောနေရ။နင်တို့သူပြောတဲ့စကားတွေလိုက်ရောမနေကြနဲ့။သူကအစတည်းကငကြောက်မှာပဲ။နောက်ပြီးနင်တို့လည်းဒီမွန်နုပြောနေတဲ့စကားတွေရှင်းပြီ။သူ့လိုငကြောက်လိုက်ဖြစ်နေကြ။ဘာမုန်တိုင်းမှာလဲတိုက်ဖို့မရှိဘူး။ နင်တို့အားလုံးနားလေလားအဲ့လိုပြောပြီးတော့ကာလူကအဲ့ညာနေပြန်သွားပိုင် ကာလူကတကယ်တော့အရန်ကိုကက်စီနေပြီးမောက်မာပိုင်သူကအမြဲနဲ့အခြားသူတွေကိုစိတ်အနှောက်ယှက်ပေးဖို့စဉ်းစားနေသူဖြစ်ပိုင်နေစိတ်မကောင်းမဖြစ်ပါနဲ့ကာလူကအမြဲနဲ့အဲ့လိုပါပဲမိုးရွာမဲကြောင်နင်ငါတို့စစောလာပြောပြီးလို့တော်သိရေဟုတ်တယ်ဒေါ်မီနိုအတော်ပြောတာမှန်နေအခုကျမတို့အဲ့ဒီမုံနဲ့မုံတိုင်းတန်နေလွတ်မြောက်အောင်စီစဉ်လို့ရတာပြီငါတို့အားလုံးငါတို့ရဲ့အင်တွေ တေချာခိုင်ခန့်အောင်စောက်ရမယ်။ပြီးရင်ငါတို့စားဖို့တတ်ဖို့လည်းတစ်ခါရေးစီစဉ်ထားရမယ်။မိုးရွာနေတဲ့ချိန်ငါတို့အားလုံးအပြင်ထွက်ပြီးအစာရှာလို့မရဘူးလေ။ဟုတ်တယ်။နေပြောရမှန်းနေ။မိုးရီဟာတဲတဲမဲမဲရွာနေတဲ့အခါငါတို့ပဲသွားပြီးအစာရှာရမလဲ။ကဲအဲ့လိုဆိုလဲငါတို့အမြန်ဆုံးအိမ်ရင်စောက်ကြမယ်။ဘယ်ချိန်မှမစိုးမိုးရွာလာနိုင်တယ်။အိမ်နောက်မှာတော့အငှက်တွေအားလုံးကအိမ်စောက်ဖို့တစ်တွေအမုန်းမို့ဖို့အရွက်တွေကိုလိုက်စုကြပါဘီယောအိမ်စားဖို့နေရာလဲလိုက်ရှာကြပါဘီ အဲ့ဒီချိန်မှာရာနုကနေရာကောင်းတစ်ခုကိုတွေ့သွားပါတယ်။အဲကြည့်ပါဒီနေရာလေးကအရန်ကောင်းတဲ့နေရာလေးပဲ။ငါတို့ဒီမှာငါတို့ရဲ့အိမ်တွေစောက်လို့ရတယ်။ဟုတ်တယ်ဒီနေရာကတကယ်အရန်ကောင်းတယ်။ဒီနေရာမှာဆိုရင်မိုးရင်လည်းတိတ်ကြမှာမဟုတ်ဘူး။အဲ့လိုပြောပြီးတော့သူတို့အားလုံးကတစ်တွေယူဖို့တောင်းတယ်ထွက်သွားပါတယ်။တစ်တွေယူပြီးသူတို့အားလုံးကကိုစီကိုစီအိမ်ဆောက်ကြပါတယ်။ရန်နေနေလောင်းနေရောသူတို့အားလုံးရဲ့အိမ်တွေစောက်ပြီးသွားပါတယ်။ ရာနိုမွန်နူနဲ့အတော်မီနူတို့ကအတူထိုင်ပြီးစကားပြောနေကြပါ යි ။ဟိုငါတို့ရဲ့အိန္ဒိယထင်တာတတပိုပြီးအစဉ်ပြေနေသေး။အခုတော့မိုးရွာလေစိတ်ပူစရာမလိုတော့ဘူးဟုတ်တယ်မလား။ဟုတ်တယ်ငါတို့မိုးမရွာခင်မှာပဲအိန္ဒိဆောက်လို့ပြီးသွားလို့တော်သေးရဲ့။ဟုတ်တယ်အိန္ဒိဆောက်လို့ပြီးသွား။ဒါပေမဲ့အခုထိငါတို့အစားစာအတွက်မစီစဉ်ရသေးဘူး။အဲ့ဒီလို့ကိုဘယ်သူလောက်မှလဲ။ငါတို့အရန်ပြင်မှန်းနေပြီ။အခုငါဘာမှဆက်မလုပ်နိုင်တော့ ဘာမှမဖြစ်ပါအတော်မင်းတို့ရဲ့အတော်နားနေလိုက်ပါကျမတို့အတော်အတွက်ပါတခါတည်းအစာရှာလာခဲ့ပြီမင်းအေးလေအတော်မင်းတို့ရဲ့ကျမတို့တို့တို့အေးစီအိမ်လဲဆောက်လုပ်ပြီးသားပြီအဲ့တော့ကျမတို့ဆက်ပြီးအေးစီစီအစာရှာထွက်လိုက်မယ်အတော်စိတ်မပူပါနဲ့အဲ့လိုပြောပြီးတော့သူတို့နှစ်ယောက်ကအစာရှာဖို့တောဟုတ်တဲထွက်သွားပါတယ်တစ်ဖက်မှာလည်းကာလူကအိမ်ဟောင်းတလုံးတွေ့သွားပါတယ်ဟာဒီကဘသူအိမ်လဲဘသူမှလည်းမတွေ့ပါလားဘသူအိမ်မှာမဟုတ်ရင်အခုတော့ငါအိမ်ဖြစ်သွားပြီဟာ အဲ့လိုပြောပြီးတော့ကာလူကအိမ်ထဲဝင်ကြည့်ပါအိမ်ထဲမှာတကယ်ဘယ်သူမှမရှိဘူးပဲနောက်ပြီးအင်းရလည်းဟောင်းနေပြီကိစ္စမရှိပါဘူးအခုချန်စားပြီးဒီအိမ်မှာပဲငါနေရမယ်ငါအပင်ပန်းခံပြီးအိမ်ဆောက်စရာလည်းမလိုတော့စောက်ပြီးသားအင်းကိုငါအစင်သိရလိုက်တယ်ကာလူကအဲ့ဒီအိမ်အဟောင်းမြင်ပြီးအယံကိုဝမ်းသာသွားပါပြီးတော့အဲ့အိမ်မှာပဲအေးစိတ်နေပါအောင်အခြားတစ်ပတ်မှာတော့ရာနုံနဲ့မွန်နူကအစာရှာပြီးပြန်လာပါတယ် ဲ့ဒီလိုနဲ့တဖြည်းဖြည်းနေ့ရက်တွေကုန်ဆုံးလာပိုင်းတညမှာတော့ရုတ်တရက်မိုးရီတက်တဲမဲမဲရွာချလာပိုင်းတောတစ်ခုလုံးမိုးရီ အကြီးကျယ်ရွာပြီးပျက်စီးတွေလက်နေပိုင်းတွေ့လားကျမတို့အချိန်မီအိမ်တွေဆောက်ပြီးသွားလို့တော်သေးရဲ့မဟုတ်ရင်ဒီနေ့ကျမတို့ဘယ်လိုနေကြမလဲဒီမိုးရီမှာကျမတို့အန်တုပြီးနေနိုင်မှာမဟုတ်ဘူးဟုတ်တယ်နင်ပြောတာမှန်တယ်တကယ်မိုးရီတက်တဲမဲမဲရွာနေရငါတို့မုံနူးရဲ့စကားရှင်ပြီးပြင်ဆင်စရာရှိရာကြွတိပြင်ဆင်လိုက်ရလို့တော်သေးရဲ့ ကာလူရဲ့စကားကိုသာနားထောင်ငါတို့အခုဒုက္ခရောက်နေလောက်ပြီတစ်ဖက်မှာလည်းကာလူကအိမ်အဟောင်းထဲမှာနေနေပိုင်းပြီးတော့အိမ်တလုံးထဲမှာလည်းမိုးရေပြီးရှုံနေပိုင်းမုံတို့ပြောတာတကယ်မှန်တာပဲမိုးကလွလွန်နဲ့တိတ်မဲ့ပုံမပေါ်ငါအစားဖို့တောက်ဖို့တွက်လဲဘာမှမစီစဉ်ထားရသေးဘူးနောက်ပြီးဒီအိမ်အဟောင်းကြီးထဲမှာငါတို့အရန်ချက်နေပြီဘာမှမဖြစ်ပါဘူးဒီလိုလုပ်မယ်ငါရာနိုးနဲ့သူ့တငယ်ချင်းတွေစီသွားမယ်သူတို့ယူလုပ်ပြီးသူတို့စီကအစာတွေယူလာလိုက်မယ် အင်းလို့ပြောပြီးတော့ကာလူကရာနိုရဲ့အင်ကိုရောက်လာပါတယ်။အခြားတစ်ဖက်မှာလည်းရာနိုနဲ့မွန်နူကရှာထားသမျှစပန်းနံတွေကိုရာနိုရဲ့အင်မှာပဲတင်ထားပါတယ်။ပြီးတော့သူတို့အားလုံးရာနိုရဲ့အင်မှာအစာစားနေကြပါတယ်။အဲဒီချိန်မှာအင်ပေါဝါကနေအတန်ကြားလိုက်ရပါတယ်။ရာနိုရေရာနိုရေနေပမာလေငါပိုင်ရမ်းစာနေဒီလောက်ညာကြီးဘယ်သူလာလဲမသိဘူး။အဲ့တော့မသိဘူး။ဒါပေမဲ့တရရောက်ဒုက္ခရောက်နေရဲ့ထင်တယ်။ အဲဒီချိန်မှာရာနိုကအိမ်တကာဖွင့်ကြည့်လိုက်ပါ යි ။အော်ကလုံးပါလား။ဗီဒီယိုပါလာလို့တာလဲ။သွားဒီညနေထွက်သွားစမ်း။ငါ့ကိုခွလို့ပေးပါမို့လို့။ငါနေ့စကားနားမထောင်မရအယမ်းမသွားရင်အခုငါဘိုင်ရန်စာနေအစာနည်းနည်းလောက်ပေးပါလား။မိုးရွာမယ်လို့ငါပြောခဲ့တယ်မလား။ဒါပေမဲ့နေရငါ့ကိုလောင်ပြောင်ခဲ့လေ။ဟုတ်တယ်။အုံတော့မရှိရကငါတို့နေ့ကိုအစာနည်းနည်းလေးအောင်ပေးမှာမဟုတ်ဘူး။သွားစမ်းဒီကနေ။နေရငါတို့အိမ်စားဖို့မကူညီပေးသလို။ အစာရှိုင်းနေရမှာလည်းမကူညီပေးခဲ့ဘူးမဟုတ်ဘူးမဟုတ်ဘူးအဲ့လိုမလုပ်ပါနဲ့ငါ့ကိုလည်းအစာနည်းနည်းလောက်တော့ပေးပါမဟုတ်ရင်ငါငတ်ပြီးတရားလိမ့်မယ်ကာလူရဲ့ပုံစံကြည့်ပြီးသူတို့အားလုံးလည်းကာလူကိုတနာသွားပါရနုံလေကာလူကို စပန်နံနည်းနည်းပေးလိုက်ပါကာလူကအစာယူပြီးသူ့အိမ်သူပြန်သွားပါအိမ်ရောက်တော့အစာစားလိုက်ပါဒီလောက်နေရောငါဘိုက်မပြည့်ဘူးရနုံစီမှာစပန်နံတွေအများကြီးရှိတယ်ဒါပေမဲ့ငါ့ကိုနည်းနည်းပဲပေးလိုက်တာ ပြီးတော့သူတို့အားလုံးငောက်ရကြမရှိအောင်ပြောဆိုနေကြသူတို့အားလုံးပညာပေးရမယ်ငါသူတို့ရဲ့ဇပန်နဲ့နေအကောင်လုံးခိုးလိုက်ရောအဲ့တော့ဆိုလေငါလေစားစရာအတွက်စိတ်ပူစရာမလိုတော့တလို့သူတို့လည်းပညာပေးပြီးသားဖြစ်သွားမယ်ငါ့အောင်ရန်တူတွေဘာဖြစ်လာမလဲဆိုတာသိသွားပေါ့အဲလိုနဲ့ကာလူကအကောင်တဲ့အတွေ့တွေတွေ့ပြီးညလေလောက်ကြီးရာနိုရဲ့အိမ်ကိုသွားပါငှက်တွေရလေအစာစားပြီးအိတ်ဖို့အိမ်ကိုကိုစီပြန်သွားကြပါအဲဒီချိန်မှာကာလူကပြင်ပောက်ကနေချောင်းကြည့်လိုက်ပါ ။ရာနုကအိပ်ပျော်နေပြီပဲ။ဒါအခွင့်အကောင်းပဲ။စပန်နံတွေအကောင်လုံးခိုးယူသွားမယ်။ဘသူမှသိလိုက်မှာမဟုတ်ဘူး။ကာလူကအိမ်ထဲဝင်ပြီးစပန်နံတွေအားလုံးကိုအိတ်တိတ်ထဲစုထည့်ပြီးယူသွားပါ යි ။အဲ့ချိန်မှာတင်းငက်တကောင်ကတောင်းကောင်ရှိုင်းအဲ့လန်အတိုင်းလာနေပါ යි ။တင်းငက်ကြီးကရုတ်တရက်ကာလူကိုမြင်သွားပါ යි ။ကာလူငါအတွက်တောင်းကောင်တော့ရှာပြီးသွားပြီ။ကာလူကိုဆိုင်အရန်ရတာရှိမှာပဲ။ငါငက်သားမစားရပါနဲ့ဘလောက်တောင်ကြာပြီလဲ အဲ့လိုပြောပြီးတော့တိမ်ငက်ကကာလူကိုတိုက်ခိုက်ပါရုတ်ရက်အတိုက်ခံလိုက်ရတော့ကာလူလည်းလန့်သွားပါပြီးတော့ဟိုဟိုတီတီထွက်ပြေးပါဒါပေမဲ့ကာလူရဲ့ခြေထောက်မှာဇပန်နံအေဂျီရှိနေပါအဲ့ဒါကြောင့်ကာလူလည်းမပြေးနိုင်အောင်ဖြစ်နေပါအဲ့ဒီအချိန်မှာတိမ်ငက်ကကာလူကိုဖမ်းပြီးအိမ်ယူသွားကအရသာရှိရှိစားလိုက်ပါအဲ့ဒီအချိန်မှာရာနိုလည်းအိမ်မှာထထရဲ့ဇပန်နံတွေသတိရသွားပါဒါပေမဲ့ရာနိုဘသူ့ကိုမှမပြောပြပါဘူးမိုးလဲတိတ်သွားတော့စားစရာအတွက်စိတ်ပူစရာမလိုတော့ပါဘူး ရန်တို့လည်းအချားငှက်တွေနဲ့မိုးတိတ်သွားလို့ပျော်ပွဲရှင်ဝင်ကျင်းပနေကြပါတခြားတစ်ဖက်မှာလည်းလောဘတက်နေတဲ့ကာလူလေးသူ့အပြစ်သူခံစားလိုက်ရပါအောင်ရင် အခုလိုမျိုးစိတ်ဝင်စားစရာငှက်ကာတွန်ပုံမြင်လေးတွေကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျမရဲ့ channel ကိုအမြဲတမ်းစောင့်မျှော်အားပေးကြပါအောင်နော်ကျမရဲ့ channel ကိုစောင့်မျှော်တိရှိပေးကြပါအောင်ရှင်အားပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်